ဒီတစ်ပတ်မှာဆိုတော့ကျွန်တော်တို့အာဆင်နယ်ကစားသမားဟောင်းကင်နစ်ရှက်ကာရဲ့စန်ဒါလန်အနေနဲ့ကစားရမှာဖြစ်ပါတယ်။ရှက်ကာကအာဆင်နယ်မှာနှစ်များစွာဖြတ်တန်းခဲ့ပြီးတော့မှအာဆင်နယ်မှာကောမွန်နဲ့ခြေစွမ်းနေတဲ့သူအထူးသဖြင့်သူ့ရဲ့တတ်နိုင်တဲ့များစွမ်းနိုင်တဲ့များအာဆင်နယ်တို့ဖေးဆက်ကစားခဲ့ပါလေ။လက်ရှိအာဆင်နယ်ဒီအခြေအနေထိရောက်အောင်လဲရှက်ကာကပံ့ပိုးပေးခဲ့တယ်ဆိုရင်လည်းမမှားပါဘူး။ဒါပေမဲ့ရှက်ကာကနောက်ပိုင်းမှာတော့ အာဆင်နယ်ကထွက်ခွာခဲ့ပြီးတော့လီဗာပူးဆင်ကိုရောက်သွားပါတယ်။လီဗာပူးဆင်ကိုရောက်သွားတဲ့ခါမှလည်းအီမတန်မကောင်းမွန်တဲ့ခြေစွမ်းနဲ့ပြသခဲ့ပြီးတော့မှလီဗာပူးဆင်ကိုရှုံးပွဲမရှိဖလားရယူပြနိုင်တဲ့အထိဒါလီဗာပူးဆင်တင်းမှလည်းအတင်းကိုအီမတန်မကောင်းမွန်တဲ့အကျိုးပြုမှုတွေလှုပ်ဆောင်ခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့အခုဆန်တာလန်အတင်းကိုရှာကပြန်ရောက်လာပါတယ်။ ဆန်တာလန်တင်းကိုရောက်လာတဲ့အချိန်မှာလည်းလက်ရှိရာသီမှာသူပြတတ်နေတဲ့ခြေစွမ်းတွေကအင်မတန်မှအထင်ကြီးစရာကောင်းပါတယ်။ဆိုတော့ဒီတစ်ပတ်မှာတော့သူ့ရဲ့အတင်းဟောင်းအာဆင်နယ်တင်းနဲ့ပြန်ကစားတော့မှာဖြစ်ပါတယ်။ဒီအချိန်မှာတော့အာဆင်နယ်ပရိသတ်တွေကသူတို့ရဲ့ပြိုင်ဖက်ဖြစ်သွားတယ်။ရှက်ကာကိုအာဘယ်သူမှမုန်းကြမယ်လို့တော့ကျွန်တော်မထင်ပါဘူး။ကျွန်တော်ဆိုတဲ့ရှက်ကာကိုတကယ်လေးလေးစားတယ်။တကယ်လေးကိုယ့်ရဲ့ကစားသမားဟောင်းဖြစ်ဖို့တဲ့ကစားသမား Forever Gunner လို့ပဲကျွန်တော်ကတော့သတ်မှတ်ပါတယ်။ ဒီပွဲမှာတော့ရှာကာကဘလို့ဘလို့တွေပါရလုတ်ပြနိုင်မယ်ဆိုတာထက်အာဆင်နယ်နဲ့ကစားတဲ့ပွဲမှာတော့သူဘလို့ခံစားချက်ရှိမလဲဆိုတော့ကျွန်တော်လည်းမပြောတတ်ပါဘူးเนาะတကယ်ကိုကစားခဲ့တဲ့ကိုချစ်တဲ့အသင်းနဲ့ပြန်တွေ့တဲ့အချိန်မှာရှာကာအနေနဲ့ဘလို့တွေခံစားမယ်ဆိုတော့ကျွန်တော်တို့မသိပါဘူးဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်ပြိုင်ဖက်ဖြစ်သွားပေမဲ့လည်းရှာကာကတော့ကျွန်တော်အာဆင်နယ်ပြိတ္တာတွေကတော့ချင်းမြဲချစ်နေတယ်လို့ပဲကျွန်တော်ကထင်ပါတယ်။ဘာကြောင့်လဲဆိုတော့ရှာကာဒီချင်းနေပြီးရောက်ဖို့ဆိုရင်အာဆင်နယ်မှာသူရုံးကန်ခဲ့တဲ့ຢာတွေအများကြီးရှိပါတယ်။ အာဆင်နယ်ရှုံးပွဲကြုံတဲ့အခါမှာနေပြားကကစားသမားတွေကိုဆူဟောက်တယ်အဲ့ရှင်မှာရှာကာကသူပြောလိုက်တဲ့ຢာလေးတစ်ခုရှိတယ်ဒီအားလုံးကအပြစ်တွေပဲထားလိုက်ကဲငါပို့တာလို့စိတ်သက်မချနဲ့ဘယ်သူမှစိတ်မပြတ်နဲ့အားလုံးကငါဖြစ်တယ်မငါလိုပဲထားမယ်မင်းတို့မှအပြစ်မရှိဘူးစသဖြင့်ကစားသမားဒီကိုတည်းအားပေးခဲ့တယ်အာဆင်နယ်ရှုံးပွဲကြုံတဲ့ချိန်ခက်ခဲတဲ့ချိန်မှာသူကအားလုံးကငါကြောင့်ပဲဒါကြောင့်မလို့စိတ်သက်မချကြနဲ့ဆိုပြီးတော့ အာတတ်နိုင်တဲ့မြောက်ပေါ့နော်သူ့ရဲ့ကစားအသိန်းဖို့တွေကိုလည်းအားပေးခဲ့တယ်တတ်နိုင်တဲ့မြောက်ကစားဖွင့်ရတဲ့ပွဲတွေမှာလည်းအစွမ်းကုန်ရုန်းကန်ပြီးတော့မှကြိုးစားကစားခဲ့တဲ့ရှာကာကိုလိုကျွန်တော်အာဆင်နယ်ပရိသတ်တွေအတွက်တော့အာမမေ့နိုင်တဲ့ကစားတမဖြစ်ပါလေဆိုလဲရှိမှာတော့အာဆင်နယ်နဲ့တူပြန်ဖက်အဖြစ်ကစားတော့မဲ့ရှာကာရဲ့အသိန်းစန်တာလန်အသိန်းကလည်းဒီအတီမှာတော်တော်လေးကိုအာကောင်းမွန်တဲ့ခြေစွမ်းတွေပြတယ်တန်တဲ့အသိန်းဆိုပေမဲ့လည်းတော်တော်လေးကိုအားရဆရာကောင်းတဲ့ခြေစွမ်းတွေပြပြီးတော့မှ ဒါပြောမစွန်တော့အာဒီတက်လာတဲ့တန်တဲ့ဒီထက်မှာခြေစွမ်းအကောင်းဆုံးအသင်းတို့ကျွန်တော်ပြောလို့ရပါတယ်ဆိုတော့ရှကာရဲ့ဥဆောင်မှုနဲ့သူစန်ဒါလန်ကတော့တက်တက်ကြွကြွနဲ့လက်ရှိချိန်ထိတော့ခြေစွမ်းကောင်းနေပြသပြီးတော့မှရာတီကိုဖျက်တမ်းနေစေဖြစ်ပါတယ်လက်ရှိမှာတော့ထိတ်ဆုံးက6မှတ်အပြတ်နဲ့ဥဆောင်နေတဲ့အာဆင်နယ်အသင်းနဲ့စန်ဒါလန်နဲ့ကစားတော့မှဖြစ်ပါတယ် ဒီပွဲမှာလည်းအာဆင်နယ်တင်းကပဲအနိုင်ပိုင်သွားဖို့မြောက်ပါလေအာဆင်နယ်တင်းကအဆဆရရတာနေပြီးတော့မှဘေးကိုမရှိစံချင်းတွေကိုလည်း13နေပြီးတော့မှအာနိုင်ပေါ်ရဆက်သွားမယ်လို့ကျွန်တော်ကတော့ထင်မြင်ဆပါတယ်ဆိုတော့ရှာကန်နဲ့ပတ်သက်ပြီးတော့အာဆင်နယ်ပရိသတ်တွေရဲ့ထင်မြင်ဆချက်တွေခန်းစားချက်တွေရှိရဆိုတော့လည်းကွန်မန့်မှာရေးလို့ရပါတယ်နောက်ထောင်ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်အာဆင်နယ်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်